အသက်ရွယ်ရတာနဲ့အများခုနကဖြစ်ဒီလားဖြစ်လိုက်နဲ့ကျန်းမာရေးကတပြေးပြေးနဲ့ချွတ်ချလာပါတယ်။သဘောတရားအရာတော့အသက်ကြီးလာတာနဲ့အများခန္ဓာကိုယ်ရဲ့စနစ်တွေကရွယ်ရွယ်လာမယ်။အားနည်းလာမယ်။အားရစုံနိုင်စွမ်းတွေကတပြေးပြေးနဲ့ရောကျလာပါလိမ့်မယ်နော်။ဒါဘာလို့လဲဆိုရင်တော့အိုမင်းလာတဲ့အတွက်ကြောင့်ပါ။ဒါပေမဲ့ကိုယ်မှာရှိတဲ့ကိုယ်လည်းလှုပ်ရှားမှုနဲ့ပိုရှင်နဲ့အာဟာရဓာတ်တွေကသာရှိနေမှာဆိုရင်တော့သက်ရှည်ကျန်းမာရေးအထိနေနိုင်မှာပဲဖြစ်ပါတယ်နော်။ ဒီတော့အာဟာရနဲ့ပတ်သက်ပြီးတော့ဟန်ချက်ထိနိုင်ဖို့ကအခုပြပြမယ့်အချက်၃ချက်နဲ့အကင်ကြီးလေးဖို့လိုအပ်ပါတယ်နော်ပထမဆုံးအချက်အနေနဲ့ကတော့ကိုယ်လေးချိန်ထိတာပဲဖြစ်ပါတယ်တက်ချီပန်ရောက်လာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ်အလေးချိန်ပါပေါ့နော်ပုံတည်ထားလို့မရတော့ပါဘူးဒါဘာလို့လဲဆိုတော့အသက်အရွယ်ရလာတဲ့အနေအမြခန္ဓာကိုယ်ထဲမှာရှိတဲ့ဇီဝကံမလုပ်ငန်းဆောင်တာတွေကလည်းတဖြည်းဖြည်းနဲ့နေလာပါတယ်ဒါဘာလို့လဲဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့ကယ်လိုရီတွေကအရင်အထက်လောင်ကျွမ်းလာနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ် အဲ့ဒါအပြင်အသက်ကြီးလာတဲ့အမြအခဏကိုလှုပ်ရှားမှုကလည်းတဖြည်းဖြည်းနဲ့နည်းလာပါတယ်နော်ဒီနေ့ချက်ပေါင်းစလိုက်ပြီဆိုလို့ရှိရင်အဝါလူချင်းဘက်ကိုတဖြည်းဖြည်းနဲ့ဥတီလာပါတယ်တခြားတစ်ဖက်မှာလည်းအစားအစားစင်စစ်တွေမရှိတော့တာပြီးတော့အသက်ရရရတဲ့အတွက်ကြောင့်မို့လို့ကိုတောက်တုံးရတဲ့ပေါ့နော်ဆေးဝါးတွေရဲ့ဗီဒက်ဆိုကြတော့အစားအစားကနည်းလာတာအာဟာရဓာတ်တွေတဖြည်းဖြည်းနဲ့ချိုးတက်လာတာကိုယ်လေးချင်းကြာလာလားဒီလိုမျိုးဝေဒနာတွေကိုခံစားရနိုင်ပါရဲ့ရှင်နောက်တစ်ခုအနေနဲ့ကကြာတော့အရသာခဏဆွဲပြဿနာဖြစ်ပါတယ် အသက်ကြီးရတဲ့လူကြီးတွေမှာအဖြစ်များတဲ့တင်နာတစ်ခုကတော့အရသာခံနိုင်စွမ်းနေပေါ့နော်အသိမရှိရတာပါအချိုးရည်အငန်တွေကိုအရသာတိတ်ပြီးတော့မခံနိုင်တဲ့အတွက်ကြောင့်မလို့အစားအစာချက်တဲ့အခါတွေမှာအငန်တွေကပိုထည့်မိပြီးတော့ကြာလာတဲ့အခါမျိုးတွေမှာတိတိယောကကိုခံစားရနိုင်ပါတယ်။အလားတူပဲချိုးရည်အစားအစာတွေကိုစိုက်ဝါတဲ့အတွက်ကြောင့်မလို့အချိုးရည်တွေပါတောက်လာနိုင်ပါတယ်နော်။နောက်တစ်ချက်အနေနဲ့ကတော့ရေဓာတ်စုံစမ်းတာဖြစ်ပါတယ်။အသက်ကြီးလာတဲ့အများခန္ဓာကိုယ်ထဲမှာရေဓာတ်ထူးထူးနေတာဆိုတဲ့ကမရှိတော့ဘဲနဲ့ ကိုကပေါ့နော်ရေစာမှန်းမသိအောင်မှဖြစ်နေတတ်ပါတယ်။ဒါပေမဲ့တချို့လူကြီးတွေကြောက်ရလဲရေထဲချွတ်တဲ့လာရနောက်ဆက်တဲ့ပြဿနာတွေကိုမသိတဲ့အပြင်ပေါ့နော်ဒီစိရင်ရလွတ်ဆောင်ချက်တွေပုံမှန်ဆိုးလို့ဆိုပြီးတော့ရေကိုသတိထားပြီးတော့မတော့လာမျိုးတွေတော့မှရှိပါတယ်။ရေထဲနေလာရနောက်ဆက်တဲ့ပြဿနာအနေနဲ့ကတော့ဝမ်းချုပ်တာခေါင်းကိုက်တာခေါင်းမူတာပေါ့လို့ရှိရင်တော့သိပြအားကြမယ်။နှလုံးခုမြန်လာနေပြီးတော့တက်လာတာကြောက်ကပြစီတာနဲ့အုံလောက်ရတာ နောက်ဆုံးအသက်ဆူဆူနဲ့အထီတော်မှာဖြစ်စီပါရနော်ဒီတော့အာရာဓာတ်တွေရရှိဖို့အတွက်ပြဿနာတွေမဖြစ်အောင်လို့ဘယ်လိုလုပ်ကြလဲဆိုတော့ဆက်ပြီးတော့ပြောပြပါမယ်အရင်ဝန်ဆောင်လုပ်တင်တာကတော့လူကြီးရဲ့အစားအမအစားအသောက်တွေထဲမှာလိုအပ်တဲ့အာရာဓာတ်တွေအပြည့်အဝပါဝင်နေဖို့ပဲဖြစ်ပါတယ်ကိုယ်နဲ့စစ်စားသုံးမဲ့အစားအစာတွေထဲမှာအခုပြပြမဲ့အစားအစာတွေပါဝင်ဖို့အရေးကြီးပါရနော်ပထမဆုံးအနေနဲ့ကကြတော့ငားပေါ့နော်ငားမျိုးမျိုးအထူးသဖြင့်ဆယ်မန်ငားဒီလိုငားရီမှာကခန္ဓာကိုယ်နဲ့အုံနောက်အတွက်အကျိုးကျေးဇူးတွေများစေတဲ့ Omega 3 fat တွေပါဝင်ပါတယ် တစ်ခုကတော့အစိမ်းအောင်ရှိတဲ့အသေးရွက်တွေပါဘန်ကော်ဘီစင်ကိုင်လန်နဲ့ဟင်းလွန်းတွေလိုမျိုးအစိမ်းအောင်ရှိတဲ့အသေးအနှံတွေကိုလည်းစားပစ်တင်ပါတယ်နောက်တစ်ခုကတော့လက်ဖက်စင်ပါလေးလတွေရှိချက်တွေအရ green tea ကသွေးလက်ပတ်မှုကိုကောင်းစေပြီးတော့သွေးကိုလက်စတရောတွေကိုရောကျစေနိုင်တဲ့အပြင်သလုံးရောဂါကင်ဆာမျိုးစားတချို့နဲ့အာရုံကြောရောဂါတွေကိုပါဖြစ်နိုင်ခြေနေပါစေပါတယ်ပြီးတော့အသေးအနှံတွေပါလက်ဆက်တဲ့အသေးအနှံတွေက အရေဓာတ် အမြင်ဓာတ်ဗီတာမင်နဲ့သတ္တုဓာတ်တွေကျွဲဝါပါတယ် အသေးရနေ့စဉ်စားသုံးပေးမယ်ဆိုရင်တော့လူကြီးတွေမှာဝမ်းမန်စီမှာပဲဖြစ်ပါတယ်။မတော့ကတော့အစိမ့်ဆန်နေပါ အစိမ့်ဆန်နေမှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့မပြည့်ဝစီတွေနဲ့ mono unsaturated fat တွေဗီတာမင်နဲ့ amino acid တွေပါဝင်နေပါတယ်။ဒါတွေကြောင့်ပဲသူတို့ကနန္ဒရှင်နှလုံးရောဂါ၊ကင်ဆာ၊လေဖြတ်တာ၊ရွတ်တရနှလုံးခက်တရတာတွေကိုဖြစ်နိုင်ခြေရောပါစီပါတယ်။အကယ်လို့လူကြီးမိဘတွေကအစားအသောက်ရှင်တဲ့စိတ်မရှိဘူးဆိုလို့ရှိရင်ဖြည့်စွက်အာဟာရတွေကိုကျေဖို့လွယ်ပါရဲ့နော်။ အခုပြပေးခဲ့တာဆိုရင်တော့ဖြင့်အသက်အရွယ်ရတဲ့အခါမှာလူတိုင်းကြုံတွေ့လိုက်နိုင်တယ်ပေါ့နော်အာဟာရပညာသုံးမျိုးအကြောင်းကိုမျှပေးခဲ့တာပဲဖြစ်ပါတယ်ဒီလိုလေးอ่ะဆိုရင်တော့ဖြင့်အခုကြည့်ရှုနေသူတွေဖို့လည်းအကျိုးရှိသားလေးမျိုးညွှန်လင်းပါတယ်ဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဘူးသူသားဗီဒီယိုတွေကိုနောက်လည်းတင်ဆက်မှာဖြစ်တဲ့ကြောင့်မို့လို့ဆက်မြော်ပြီးတော့ယူအားပေးကြပါဦးနော်ပရိသတ်တွေအားလုံးနေကောင်းကျန်းမာပါစေလို့ဆုတောင်းနေတယ်ပဲကျွန်မရဲ့ဗီဒီယိုလေးကိုဒီကောက်ချလိုက်ပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်